လက်ရှိအခုမြန်မာနိုင်ငံမှာပြုလုပ်နေတဲ့ငញ្ញាយညီလာခံကြီးကိုကျွန်တော်ထောက်ခံပါတယ်ကျူဆိုကျူဆိုပါတယ်ဝမ်းလဲဝမ်းမြောက်ပါတယ်ငញ្ញាយညီလာခံကြီးလောက်တာတော့ဒီမှာဟိုကျူဆိုပါတယ်ပေါ့နော်အခုကျွန်တော်တို့မနေ့ကပြင်မှာသွားတဲ့ငញ្ញាយညီလာခံပေါ့နော်အဲ့ဒီညီလာခံနဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဗမာပြည်ကလွတ်လပ်ရေးကနေက1948ခုနှစ်ကဖြစ်ခဲ့တဲ့နိုင်ငံပါဟိုပြောရရင်ကျွန်တော်နိုင်ငံကတန်ဇာတာတွေရော နောက်တစ်ခါပထမနိုင်ငံရေးရရောနေရာကောင်းတဲ့နိုင်ငံမှာထုတ်တဲ့တဲ့နိုင်ငံမှာဒါပေမဲ့ကျွန်တော်တို့ထုတ်တဲ့ဖို့ဆိုတာကပြည်တွင်းစစ်တွေကျွန်တော်တို့အားလုံးရှမ်းမှာကျွန်တော်တို့ပြီးမှာပါကျဲပါနေတဲ့ဒေချိုင်းရေးညီလာခံမှာအားနည်းချက်ကပါလဲဆိုတော့တန်ရလာလက်လက်ကန်အဖွဲ့အစည်းတွေမစုံနိုင်ဘူးအဲ့တော့တန်ရလာလက်လက်ကန်အဖွဲ့အစည်းကအားလုံး၁၁ဖွဲ့ရှိတယ် 21ဖွဲ့တဲ့မှာ15ဖွဲ့ကိုဖိတ်ပြီးမှာအဲ15ဖွဲ့ကိုဖိတ်တဲ့တော့မှာ10ဖွဲ့ပဲတက်လာတယ်။ဒါမလေးရသတင်းရဆိုရင်ဟိုလာကအဖွဲ့ကဧည့်သည်တွေတက်လာတယ်ရှိတယ်။အဲတော့10ဖွဲ့နဲ့ဒီလာကတစ်ခု လုတ်တယ်ဆိုတာရေချမ်းရေးကိုအတွက်မပြည့်စုံဘူးလို့ကျွန်တော်တို့မြင်နေပါလေ။ဒါပေမဲ့ဒီတဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ဒီလာကဖြစ်ဖို့ဆိုတာကတော့ လက်နဲ့ကင်တိုင်းရင်သားပေါင်းစုံပါလာတဲ့ညီလာခံကြီးတစ်ခုဖြစ်မှာပိုးကောင်းပါလေချိုးဆိုတယ်ငင်းကြင်အရင်တော့ဆိုရင်ငင်းကြင်ဆွေနွေးဝိုင်းနေခက်ခနလုတ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာရခိုင်မှာလဲစစ်ဖြစ်နေတယ်တချင်မှာလဲဖြစ်ခဲ့ပြီးရှမ်းမှာလဲဖြစ်ခဲ့ပြီးသူတို့ရဲ့သူတို့ရဲ့စိတ်ဘေးဒုက္ခတွေပြည်သူတွေအားဆိုရင်ငက်ငက်ပြက်ပြက်နဲ့ဟိုပြေးရဒီလွှားရနဲ့ဒုက္ခဒုက္ခကြီးအများကြီးကြောက်တယ် ကျမတို့လည်းသူတို့ကိုကြည့်ပြီးတော့စိတ်မကောင်းဘူးကျမတို့ကဒီဘက်မှာနေပြီးတော့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်စိတ်ချမ်းချမ်းသာသာအေးချမ်းချမ်းနေရပြီမဲ့သူတို့မှာဒုက္ခဒုက္ခတွေနဲ့အများကြီးပဲပြေးရလွှာငက်ပြက်ပြီးတော့ကြတော့စစ်ပေးစစ်စစ်တွေခဏခဏဖြစ်နေလို့ပေါ့နော်ဒုက္ခတွေရောက်တယ်ကျမတို့မှာတော့အေးချမ်းချမ်းနေရတယ်နောက်ကြတော့စစ်ကဖြစ်နေပြီးတော့ကြတော့ခဏခဏရင်းရင်းဆွေးနွေးပွဲသကဝိုင်းတွေခဏခဏလုပ်တယ်ဟိုအဖွဲ့စည်းမလာဘူးဒီအဖွဲ့စည်းမလာဘူးငញ្ញန်ရေးတွေ စကွားဝိုင်းမောင်းစပွဲဝိုင်းနေလောက်ပြီးတော့ခါကြတော့သူတို့ကနောက်ကနေပြစ်နေတယ်ဒီလိုစီရောက်တဲ့ရောက်တဲ့ကိစ္စမှလည်းများတော့ဒါကျွန်တော်တို့ကဒါလက်ခံချူဆိုရမယ်ဟာပါပဲဟိုဒါမဲ့ဘာပဲလို့တော့ကျွန်တော်တို့ကဆွနေတဲ့အခါမှာကျွန်တော်တို့တွေရဲ့စိတ်ကရိုးသားတန့်ရှင်းမှုလိုပါတယ်အဲတကုံးကြရပါလေဆိုတော့သူရေးထားတဲ့စာလေးကိုကုတ်တင်းရှင်းနေတဲ့ဦးအမောင်ကိုပေါ်ပြတာအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့သူ ီနေချမ်းရေးအခုနိုင်ငံရေးရင်ကျေးမှုဟာနေချမ်းရေးလို့ပြောနေကြပါတယ်အဲ့တော့အဲ့နေချမ်းရေးတစ်ခု ဖြစ်ဖို့ရာအတွက်အားလုံးအခွင့်အရေးတူညီပြီးလဲလွတ်လွတ်လပ်လပ်နဲ့ပေါ်ဆောင်ပြီးတဲ့ညီညွတ်ရေးရှိမှလားနေချမ်းရေးဆိုတာရှိနေအဲ့တော့ညီညွတ်ရေးမရှိရင်နေချမ်းရေးဆိုတာမရှိဘူး